တော့ဒီပေါ့ဒီ2028ပေါ့နော်ဒီ2028ကနေကျွန်တော်စလာဒီကောင်ကအချိန်ကြီးလည်းမကြံတော့ဘူးပေါ့နော်အခုချိန်ထိလည်းသူဖြစ်မလာဘူးပေါ့ဒီနောက်ပေါင်း6ကပေါ့နော်အဲ့မကျွန်တော်ဒီဘွဲမှာကန်ရောကန်ရတော့မှာချောက်ကိုခုတွေ့ရပါတယ်ဟုတ်ကဲ့ပါနော်ဥတည်ဝင်မင်္ဂလာပါဥအောင်မြင်မင်္ဂလာပါနော်ဝင်းဝင်းမင်္ဂလာပါနော်ကျွန်တော်ဒီနောက်ပိတ်သုံးလုံး5ပေါ့နော်ဒီနောက်ပိတ်သုံးလုံး5ပြီးလို့ရှိရင်ကျွန်တော်ဒီမှာလည်းနောက်ပိတ်သုံးလုံး5နော်5ဖြစ်ရှင်းနေနော်နောက်ပိတ်သုံးလုံး5 နောက်ပြီးသုံးလုံးကနန်းခမ်းရောင်းမင်္ဂလာပါနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနောက်ပြီးသုံးလုံး5ပေါ့နော်နောက်ပြီးသုံးလုံး5ဖြစ်ရှင်ကိုနှစ်နောက်တွဲလေးတည်ကြည့်ပါလေ။ကိုနှစ်ကကျွန်တော်ဒါတင်ပြထားရှိရလေ။နော်။ဒါတင်ပြထားရှိရနော်။တဲ့နေလေးမင်္ဂလာပါနော်။ နှစ်လေးတွဲကြိုက်ပါတယ်ဟုတ်ကဲ့ပါနော်အဲ့မှာကျွန်တော်ပြောတယ်နော်ဟိုမှာ3ည36ခုအခွေနော်အဲ့မှာ3ည36ခုအခွေအဲ့မှာ3ည36ခုအခွေက669ဆိုတော့အပူတစ်ချိန်ပြီးသွားပြီပေါ့နော်ဗဒေတာတစ်ချိန်တော့ကြည့်အောင်မယ်နော်ဒါဒီစနစ်တွေကခိုင်ပါတယ်လို့ကျွန်တော်ပြောတယ်နော်အဲပြီးလို့ရှိရင် तू ကဒီမှာကကျွန်တော်တို့ကဗဒေတာပဲကြံတော့မှာနော်၃ည၃ခုထွက်တာက तू ကမဆိုင်ဘူးပေါ့နော် तू ထွက်တဲ့ကနေမဆိုင်ဘူးဗဒေတာတစ်ချိန်ကြံမှာပေါ့နော်ခုနကတယောက်ကတော့အဲဘိုင်ဘာလာပြောတာပေါ့ तू က၆က၆လုံးကြည့်သွားလို့မရှိတော့ဘူးတဲ့ မရှိတော့ဆိုတဲ့အခါမှာဒီ303ခုပဲမွေးရမလားဒီမှာတော့အခွေမှာတော့အသေးမရှိဘူးပေါ့နော်ဒါကျွန်တော်တို့ကအပူတစ်ချိန်ဖြတ်သွားတူတူတာဝန်ကျပြီဗရေးသားတစ်ချိန်ကျန်မယ်ပေါ့နော်303 6ဒီကောင်လည်းမွေးသေးရှိရယ်နော်369နော်369အဲ့ကောင်တော့ရှိမယ်နော်ဗရေးသားတစ်ချိန်ကျန်အောင်မယ်611944ပါဝါထွိုင်းနှစ်ခါဆိုတော့အားတော့တိတ်ပြီးတော့မရှိတော့ဘူးနော်အဲ့တော့နောက်တစ်ချက်ကိုခွေရပြောရှင်ကျွန်တော်ပြောခဲ့တဲ့ဒီ ဒီ2024လေးရဲ့အဲ၃ညပါတယ်ခဏနေနော်အဲ2024လေးရဲ့၃ညပါတယ်ခဏနေတေချာမွေးနော်ဒီမှာ1နှစ်3လေး5ဘွဲပဲကျန်တော့တာနော်ဒီ5ဘွဲမှာမနေ့က၃ညပါတယ်ခဏကထွက်ထွက်ရမှာနော်ဒါဒီစနစ်တရကတော့ကွက်များတယ်ဗျာဒါပေမဲ့ပေါက်ဖို့အားကောင်းတယ်ပေါ့နော်ဒီမှာဒီ၃ညချက်ကိုခွေဆိုလဲဒါကျွန်တော်တို့ကဒီ၃ဆုံ၄ဆုံ၅ဆုံကိုနော်ရိုက်သွားတာကလင်နာတခြားလုံးပေါ့နော်၃ဆုံ၄ဆုံ၅ဆုံကိုရိုက်သွားကိုကတော့ကျွန်တော်ကတ်လိုင်းပြမှာပေါ့နော်ဒီကျွန်တော်ဒီ2018ကနေတော့645နောက်ပြီး305နော်ကျွန်တော်တက်ကြည့်ပြီးတော့2019 ကျွန်တော်တို့9300ခုနောက်ပြီး3လုံး9020မှာလည်း44ခုနောက်ပြီး3လုံး9ခုနေရပြန်ကြကြိုက်တယ်ဟုတ်ကဲ့ပါနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ2021မှာနောက်ပြီး3လုံး131နောက်ပြီး3လုံး9ဖြစ်တယ်နော်ဒီကောင်လည်းမကြံတော့ဘူးကြာအချိန်မကြံတော့လို့ကျွန်တော်တင်ပေးတာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနောက်ပြီး3လုံး9ဖြစ်ရှင်နော်2021မှာကနန်းတော့ကနန်းတော့ဘယ်ကနန်းမဆိုမ မထွက်ခင်တော့ဖြစ်နိုင်တာပဲနော်ထွက်ပြီးွားနော်ထွက်ပြီးမှလာလွဲတယ်မှန်တယ်သိမှာနော်မထွက်ခင်ကတော့အကုန်လုံးကအသက်ရှိတယ်ကိုကြိုက်ရင်အဓိကကိုကြိုက်ဖို့ပဲနော်ကိုကြိုက်ရင်ဂတိရွှေနှမ်းပေါ့နော်ကျော်ကျော်မင်္ဂလာပါနော်ဒီမှာလည်းနောက်ပြီးတော့ငါကျွန်တော်တို့ဖြစ်လာပြီနော်ဒီအောက်မှာ तू ကဒီ framer က तू ကမဖြစ်ခဲ့ဘူးပေါ့ဒီမှာကျွန်တော်တို့ဒီနောက်ပြီးတော့ငါဖြစ်တယ်ဒီနားမှာကျွန်တော်တို့ပြန်ဆော့ခဲ့တယ်မဖြစ်ဘူးဒီမှာလည်းကျွန်တော်နောက်ပြီးတော့ငါဖြစ်တယ်ဒီနားမှာသူကမဖြစ်ဘူးပေါ့နော်အခုဒီမှာတတရမျိုးဖြစ်လာပြီဒီမှာအကျင်ကြီးကလည်းမကြံတော့ဘူးပေါ့နော် ကို6တွဲမကြိုက်ဘူးလားကြိုက်ကြိုက်တော့ကြိုက်ပါလေနော်ကျွန်တော်ဒီ2028မှာပေါ့နော်ကျွန်တော်ဒီနောက်ပိတ်သုံးလုံးကအဲ645သူက9လို့သူကစဖြစ်တာနော်အဲ့9လို့ဖြစ်တဲ့တခုတော့9လို့ဖြစ်တဲ့ဒီဇောင်းမှာသူကနောက်ပေါင်း3လို့ကစားတာပြီးလို့ရှိရင်2019မှာကျွန်တော်ဒီနောက်ပိတ်သုံးလုံး အဲငါလို့ဖြစ်တဲ့ဒီအောက်ဆောင်လေးမှာသူကနောက်ပေါင်းသုံးပြီးရင်သူကနောက်ပေါင်းကိုတပွင့်ရောက်သွားတာနောက်ပေါင်းနှစ်လူကစားအားလုံးမင်္ဂလာပါနော်ကျွန်တော်စနေလေးကိုပဲပြလိုက်ဒီမှာလဲကျွန်တော်2020မှာလဲနောက်ပိတ်သုံးလုံးက445အဲငါလို့ဖြစ်တဲ့အောက်ဆောင်လေးမှာသူကနောက်ပေါင်းသုံးနောက်ပေါင်းနှစ်ပြီးတော့နောက်ပေါင်းတက်လူကစားတာ ပြီးလို့ရှိရင်ကျွန်တော်2021မှာလည်းကျွန်တော်ဒီနောက်ပိတ်သုံးလုံးပိတ်သုံးတစ်ဆိုနောက်ပိတ်သုံးလုံး5လို့ဖြစ်တဲ့အောက်ဆောင်မှာနော်သူကနောက်ပေါင်း3နောက်ပေါင်း2နောက်ပေါင်းတက်ပြီးတော့နောက်ပေါင်း3ညလို့ကစားတယ်နော်ဒါကတော့သူကကတ်လိုင်းလေးပေါ့ဗျာကြက်ကြက်လူကကစားပေါ့မကြက်ကြက်လူကမကစားနဲ့ပေါ့နော်အပိုင်ကြီးဘာကြီးတော့မရှိပါဘူးဒီမှာကျွန်တော်တို့2021မှာနောက်ပိတ်သုံးလုံး285လို့5လို့ဖြစ်တဲ့တခုသော5လို့ဖြစ်တဲ့အောက်တပွဲကြော်မှာပေါ့နော်အောက်တပွဲကြော်မှာသူကနောက်ပေါင်းကို3 2 3ညပြီးတော့6လို့ကစားတာဒါ2018ကစပြီးစကစားလာတဲ့စနစ်လေးပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်ဒီ2023မှာဗောနော်နောက်ပိတ်သုံးလုံးဒီမှာသူက9လို့ဖြစ်တယ်ဖြစ်တဲ့ဒီအောက်တပွဲကျော်မှာနောက်ပေါင်း3နောက်ပေါင်း2နောက်ပေါင်း1နောက်ပေါင်း3နဲ့နောက်ပေါင်း9ပြီးတော့နောက်ပေါင်း8လို့ဆက်ကစားတယ်နော်ဒီမှာလည်းကျွန်တော်တို့2024မှာလည်းနောက်ပိတ်သုံးလုံးကို3-1ဆိုပြီးတော့သူက9လို့ဖြစ်တယ်ဖြစ်တဲ့အောက်တပွဲကျော်မှာသူကနောက်ပေါင်း8ပြီးတော့နောက်ပေါင်း9တပွင့်ရောက်ပြီးကစားလာတယ်ဗောနော်အဲ့တော့ကျွန်တော်တို့လက်မှာ2025မှာကျွန်တော်တို့က ဒီမှာကျွန်တော်2018မှာနောက်ပိတ်သလုံးနောက်ပိတ်သလုံး5လို့ခွေရဲအောက်တပွဲကြော်မှာနောက်ပေါင်း3နောက်ပိတ်သလုံး5ဖြစ်တဲ့အောက်တပွဲကြော်မှာနောက်ပေါင်း2နောက်ပိတ်သလုံး5လို့ဖြစ်တဲ့အောက်တပွဲကြော်မှာနောက်ပေါင်း1နောက်ပိတ်သလုံး5လို့ဖြစ်တဲ့အောက်တပွဲကြော်မှာနောက်ပေါင်း3ညနောက်ပိတ်သလုံး5လို့ဖြစ်တဲ့အောက်တပွဲကြော်မှာနောက်ပေါင်း9နော်နောက်ပိတ်သလုံး5လို့ခွေရဲအောက်တပွဲကြော်မှာနောက်ပေါင်း8နော်နောက်ပိတ်သလုံး5လို့ဖြစ်တဲ့အောက်တပွဲကြော်မှာနောက်ပေါင်း9နော်နောက်ပေါင်းကသူက9ဖြစ်ရှင်းနေတဲ့အောက်တပွဲကြော်မှာ3နှစ်1 3ည9 8 9ကျွန်တော်လက်ကြရင်6လို့လာမှာနော် ။ဟိုဒီမှာကသူကနောက်ပိတ်တလုံး၅ဖြစ်တယ်။ဒီမှာသူကနောက်ပေါင်း၆မှကစားခဲ့ဘူးနော်။ဒီမှာလည်းသူကနောက်ပိတ်တလုံး၅ခွေတယ်။ဒီမှာနောက်ပေါင်း၆မှကစားခဲ့ဘူးနော်။အခုဒီမှာနောက်ပိတ်တလုံး၅လို့ခွေလာပြီ။ခွေလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကအကျင်ကြီးလည်းမကြံတော့ဘူးပေါ့နော်။အဲဒါကိုကျွန်တော်တို့ကဒီပွဲမှာနောက်ပေါင်း၆ကိုကစားမှာနော်။ဘာလို့သူကကျွန်တော်ဒီဘွဲမှာနောက်ပိတ်တလုံး၅ဖြစ်နေတယ်ဒီဘွဲမှာပေါ့နော်ဒါသူကကျွန်တော်တို့ကတော့ကန်ရမှာပဲလေနော်ဘာလို့သူကနောက်မှဖြစ်လာတာမဖြစ်လာတာတော့မသိဘူးပေါ့ကျွန်တော်လက်ရှိဖြစ်တဲ့ဒီဖရင်အောက်ဒီဘွဲကြောင့်မှကျွန်တော်တို့ကကစားရမှာပေါ့နော် သူကနှစ်ပွဲပဲကြံတော့မှာနော်သုံးပွဲပဲကြံတော့မှာဒီပွဲမှာငါးဖြစ်တယ်သုံးညနောက်ပြစ်ထဲမှာဆိုရင်ဒီပွဲမှာဆက်ကစားပေါ့နော်ဒီပွဲမှာငါးဖြစ်တယ်ဆိုရင်လည်းဒီပွဲမှာဆက်ကစားပေါ့ဒီပွဲမှာငါးဖြစ်တယ်ဆိုရင်လည်းဒီပွဲမှာဆက်ကစားပေါ့နော်သုံးပွဲပဲကြံတော့တာပေါ့အဲ့လိုကြံတဲ့အတိုင်းတာမှာကျွန်တော်တို့ကခုပွဲမှာငါးဖြစ်တဲ့လက်ရှိဟာကိုပဲကျွန်တော်တို့ကဦးစားပေးမှာနော်အားလုံးမင်္ဂလာပါနော်ဒီမှာကျွန်တော်တို့ကနောက်ပေါင်း6အဲနားလေပါနော်လွယ်လွယ်လေးပါကလိုင်းလေးပါနော် ော့ဒီမှာနောက်ပတ်စလုံး၅ဖြစ်တဲ့အောက်တပွဲကျော်မှာနောက်ပေါင်း၃နော်နောက်ပတ်စလုံး၅ဖြစ်တဲ့အောက်တပွဲကျော်မှာနောက်ပေါင်း၃ပြီးတော့တပွဲနောက်ပေါင်း၃ထက်တပွဲငယ်တဲ့နောက်ပေါင်း၂ဒီမှာနောက်ပတ်စလုံး၅ဖြစ်တဲ့အောက်တပွဲကျော်မှာနောက်ပေါင်း၃နောက်ပေါင်း၂ပြီးတော့နောက်ပေါင်း၁နောက်ပတ်စလုံး၅ဖြစ်တဲ့အောက်တပွဲကျော်မှာနောက်ပေါင်း၃နောက်ပေါင်း၄နောက်ပေါင်း၁ပြီးတော့နောက်ပေါင်း၃ညနော်နောက်ပတ်စလုံး၅ဖြစ်တဲ့အောက်တပွဲကျော်မှာနောက်ပေါင်း၃၁၃ညပြီးတော့၉နောက်ပတ်စလုံး၅ဖြစ်တဲ့အောက်တပွဲကျော်မှာနောက်ပေါင်း၃၁၃ည၉၈နောက်ပတ်စလုံး၅ဖြစ်တဲ့အောက်တပွဲကျော်မှာနောက်ပေါင်း 3 2 3 9 9ရှိပြီးခုံလို့ကစားတယ်နော်အခုကျွန်တော်တို့လည်းမှ6လို့ကစားရမှာနောက်ပိတ်သုံးလုံး5ဖြစ်တဲ့အောက်တစ်ပွဲကြောင့်မှနောက်ပေါင်း6လို့ကျွန်တော်တို့ကစားရမှာနော်9 3 6ကထိုးတင်တယ်ဘာတော့ဒီကောင်ကအခွေကြံသေးတယ်နော်ဒီ3 3 6ကိုထွက်ဖို့ light ထွက်ဖို့အားရတယ်သူက3 3 6လည်းရှိတယ်ဒီကျွန်တော်တို့အဲ3 6 9လည်းရှိတယ်နော်ပြန်ကြမြည်လေးပြပေးပါဦးနဲ့ပြန်ကြစနစ်ကတော့မပြတော့ဘူးကြာသူကကနန်းမှာတစ်ခါလေးပါနေမှုလို့နော်ကျွန်တော်မပြတော့ဘူးစနစ်ကတော့တော်တော်ကောင်းတာလေကောင်းလို့ကျွန်တော်စိုးရမရောင်း30ရင်းနေမှာရောင်းမှာပေါ့နော်ဒီပွဲစား ဆိုက်တွေပြက်ရတာကိုရီးယားကိုကိုကိုတိုင်ထိုးတာဆိုတော့ကိုကိုတိုင်ထိုးတာဆိုတော့အဆင်မပြေဘူးလို့ဆိုဆွေးပြတာဆိုက်တွေဟောပြန်ဟောသွားလာမနော်တော့ကီးတမျိုးပြပေးမနော်ကီးတမျိုးပြပေး

ဒီမှာဒီကအတွဲပေါင်းချင်းပေါ့နော်တွေ့တပွဲကျော်အတွဲပေါင်းချင်းဥမာကျွန်တော်တို့က6 5ပေါ့နော်6 5ပေါ့နှလုံးပေါင်းချင်း1ပေါ့အဲ့1ကိုသူကအောက်တပွဲကျော်ကဒီ3ညပိုင်းနဲ့ပေါင်းလိုက်3ညပိုင်းနဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့ကအဲပုံသေးတစ်ဖြစ်ရှင်။ဒါကလင်နာကီးကိုကြိုင်6ပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ2014ပြန်2015မှာနော်။2015မှာကျွန်တော်ဒီအတွဲပေါင်းချင်း8နှစ်အဲ့8နှစ်ကိုကျွန်တော်တို့ကပုံသေးတစ်ဖြစ်အောင်လို့ တစ်ပိုင်ထည့်ရမှာနော်တစ်ပိုင်ဝင်ရမှာပုံသေးတစ်ဖြစ်ရှင်တဲ့ဒါကီးထုတ်ပြရနော်ပြည့်ကြည်ကျောင်း2016နော်2016ကျင်းနေစင်မှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီအတွဲပေါင်းခြင်းက3အဲ့3ပုံသေးကျွန်တော်တို့ကတစ်ဖြစ်အောင်လုံးပိုင်ထည့်ရမှာနော် လုံးပိုင်ထည့်ရမှာဆိုတော့ကျွန်တော်ဒီမှာ၈ပိုင်ဝင်ရမှာနော်တစ်နှစ်ရှင်းမှာကျွန်တော်တို့ပုံသေးတစ်ဖြစ်မှာအဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာကဒီအတွဲပေါင်းခြင်းတွေကျွန်တော်တို့က9ပေါ့နော်9ကိုကျွန်တော်တို့ကပုံသေးတစ်ဖြစ်အောင် တပွဲကြုံမှာကျွန်တော်တို့က6ပိုင်ဝင်ရမယ်နော်ဒါကကီးထုတ်ပေးတာနော်ပြည့်စုံကြောင်း2018မှာကျွန်တော်ဒီမှာကျွန်တော်အတွဲပေါင်းချင်းဒီခွန်နော်ခွန်ကိုကျွန်တော်တို့ကပုံတိတိဖြစ်အောင်ထည့်မှာနော်ခွန်ကိုကျွန်တော်တို့ကပုံတိတိဖြစ်အောင်ထည့်မှာဆိုရင်ခွန်ရှိရအတွက်ကျွန်တော်တို့က4ပိုင်ဆင်းနော်4ပိုင်ဆင်းရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ2000နဲ့မှာ19ပေါ့နော်2019မှာအတွဲပေါင်းချင်းဒီကျွန်တော်ကဒီမှာ6အဲ့6ကိုကျွန်တော်တို့ကပုံတိတိဖြစ်အောင်ထည့်မှာနော်ပုံတိတိဖြစ်အောင်ထည့်မှာဆိုရင်ကျွန်တော်ဒီမှာ9ပိုင်နော်9ပိုင်ဝင်ရအောင် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအတွဲပေါင်းချင်းဒီခွန်အဲ့ခွန်ကိုကျွန်တော်တို့ကပုံတိတိဖြစ်အောင်လို့နော်ပုံတိတိဖြစ်အောင်လို့အဲဒီမှာဆိုကျွန်တော်တို့က၄ဘိုင်ဝင်ရမှာနော်အဲပြီးလို့ရှိရင်ကျွန်တော်တို့အတွဲပေါင်းချင်းဒီကျွန်တော်တို့က၈နော်ပြောင်းချင်းစီရှစ်ကိုကျွန်တော်တို့ကပုံတိတိဖြစ်အောင်ထည့်နော်တိဖြစ်ရှင်းနေသွားတာနော်အဲ့မှာကျွန်တော်တို့ကဒီမှာ၃ခါဝင်ရမယ်နော်တို့ကျွန်တော်ဒီမှာအတွဲပေါင်းချင်းစီကျွန်တော်တို့က၅နော်အဲ့ဒီ၅ကိုကျွန်တော်ပုံတိတိဖြစ်အောင်ကျွန်တော်တို့ကဒီမှာ၆ဘိုင်ထည့်လိုက်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအတွဲပေါင်းချင်းစီ နှစ်ကိုကျွန်တော်တို့ကပုံသေးတစ်ဖြစ်အောင်တပွဲကျော်မှာကိုးပိုင်ထဲလိုက်နော်ဒီမှာကျွန်တော်တို့ကတွဲပေါင်းချင်းဒီတစ်အတစ်ကိုကျွန်တော်တို့ကပုံသေးတစ်ဖြစ်အောင်တပွဲကျော်မှာသုံးညပိုင်ထဲလိုက်နော်ဒါကီးထုတ်ပြီနော်ဘယ်နှက်ရှိသွားရုံတနေ့နေ့၃နေ့၄နေ့၅နေ့၆နေ့၇နေ့၈နေ့၉နေ့၁၇နေ့မြောက်ပေးသွားပြီနော်၁၇နေ့မြောက်မှာဆက်ပေးမယ်ဆိုရင်ဒီအတွဲပေါင်းချင်းကိုနော်ပုံသေးကျွန်တော်တို့ဒီအတွဲပေါင်းချင်းနဲ့သူ့တပွဲကျော်ကနေကျွန်တော်တို့ကပုံသေးတစ်ဖြစ်အောင်ထည့်ရမှာနော်ပုံသေးတစ်ဖြစ်အောင်ထည့်ရမှာဆိုတော့ကျွန်တော်တို့ကဒီမှာအတွဲပေါင်းချင်းဒီ၆ရှိရအတွက်၆ကိုတစ်ဖြစ်အောင်၅ထည့် တွဲပေါင်းကြီးဒီ9 9ကိုကျွန်တော်ပုံစံတိဖြစ်အောင်6ထက်နော်တွဲပေါင်းကြီးဒီခွန်းအဲ့ခွန်းကိုပုံစံတိဖြစ်အောင်4ထက်အဲ့မှာ4 5 6ကီးအမှားပဲနော်နားလည်ပါနော်2014ရရင်စပြီးတော့မှကျွန်တော်တို့ကဒီကျွန်တော်တို့16ချိန်နဲ့အချိန်20ပေါ့နော်16ချိန်ရအတွဲပေါင်းကြီးနဲ့ကျွန်တော်အောက်ကလုံးပိုင်းနဲ့ဒီပုံစံတိဖြစ်ရမှာနော်ဒီမှာကျွန်တော်6 9နဲ့3 9နဲ့ပုံတိတိဖြစ်တယ်ဒီမှာ7 9နဲ့1နဲ့ပုံတိတိဖြစ်တယ်1 9နဲ့1နဲ့ပုံတိတိဖြစ်တယ်1 4နဲ့6နဲ့ပုံတိတိဖြစ်တယ်4 3နဲ့4နဲ့ ပုံတိတဖြစ်တယ်9ခု5ဆိုပြီးပုံတိတဖြစ်တယ်8ခု4ဆိုပြီးပုံတိတဖြစ်တယ်1ခု3ဆိုပြီးပုံတိတဖြစ်တယ်6ခု6ဆိုပြီးပုံတိတဖြစ်တယ်2 3 9ဆိုပြီးပုံတိတဖြစ်တယ်6 5 3ဆိုပြီးပုံတိတဖြစ်တယ်နော်တနည်းနည်းနည်းသုံးနည်းလေးနည်းငါးနည်းခြောက်နည်းခုနှစ်နည်းရှင်းနည်းကိုးနည်းဆယ်နည်း17နည်းမြောက်ကြီးပေါ့နော်17နည်းမြောက်ဒီတော့ပေးသွားပြီနော်ပေးသွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာ17နည်းမြောက်ဆက်ပေးမှလားပေးမယ်ဆိုရင်ကင်လိုက်ပေါ့နော်အတွဲပေါင်းချင်းနဲ့အောက်ကလုံးပိုင်းနဲ့တက်ဖြစ်ရမှာဆိုရင်ကျွန်တော်တို့ကဒီမှာအတွဲပေါင်းချင်းကကျွန်တော်တို့က96ခုပေါ့နော်96ခုရှိတဲ့အတွက်တက်ဖြစ်အောင်ကျွန်တော်တို့က456ကြီးပေါ့နော်456ကြီး ဒါကတော့ကျွန်တော်တို့ကကီးထုတ်တဲ့စနစ်ပေါ့နော်စနစ်နှစ်မျိုးဆက်ပေးမယ်ဆိုရင်အပေးမှလားမပေးဘူးလားတော့တပိုင်မသိပေါ့နော်ကိုအောင်ကြိုက်ရင်သုံးပေါ့မကြိုက်တော့မသုံးနဲ့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့၄၅၆ကီးအဒါကကီ1ကီ2ပေါ့နော်ကီ2က4 5 6ကီနော်အဲကီ1အကြာကျွန်တော်တို့ထိုင်းကြီးနော်ထိုင်းကြီးကလည်းလုံးဝစတိုက်မှန်နေတာသူက1 3ကိုမပြတ်သေးဘူးနော်သူကအပင်40ကျော်ယူပေါ့နော်အပင်40ကျော်ယူ အဲ့မှာကျွန်တော်တို့ကတွဲပေါင်းချင်းကခုနကကျွန်တော်တို့ကတွဲပေါင်းချင်းဒါကောင်တစ်ပေါ့နော်တွဲပေါင်းချင်းတစ်တွဲပေါင်းချင်းနှစ်ကကျွန်တော်တို့ကအခုကျွန်တော်တို့ကနောက်ပေါင်း6နော်တွဲပေါင်းချင်းနောက်ပေါင်း6ဒီကောင်ကကျွန်တော်တို့ကနောက်ပေါင်း2နောက်ပေါင်း5နော်အဲ့မှာကျွန်တော်တို့ကနောက်ပေါင်း2 5ရေနောက်ပေါင်း6ရေထုတ်လိုက်တာကျွန်တော်ဒီအွက်တွေရတယ်နော်အလုံးပေါင်းကျွန်တော်ဒဲဘယ်နှစ်ွက်ရှိမလဲ2ွက်4ွက်6ွက်9ွက်10ွက်11ွက်12ွက်13ွက်14ွက်15 16 17နော်အဲ့မှာကျွန်တော်တို့ကဒီကီးနှမျိုးတွေ ဒီကိနေမျိုးနဲ့ကျွန်တော်တို့ကဒီအတွဲပေါင်းခြင်းနဲ့ပေါ့နော်ဒီအတွဲပေါင်းခြင်းနဲ့ကျွန်တော်တို့ကထုတ်လိုက်တော့ဒီကောင်ကြီးရတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကနီးသိမ့်မများဘူးလीနော်အတွဲပေါင်းခြင်းနှစ်မျိုးရတယ်ကိနေမျိုးနဲ့အတွဲပေါင်းခြင်းနှစ်မျိုးနဲ့ကိုပဲကျွန်တော်တို့သုံးလိုက်တာနော်ဒါဒီမှာ2 4 6 9 8 9 10 11 12 13 14 15 16 17 18เนาะ16 question มาအဲ့မှာကျွန်တော်ကကျွန်တော်ကြိုက်တဲ့အတိုင်းလေးကျွန်တော်ကထုတ်ပေးထားတာပေါ့နော်ဒီမှာကျွန်တော်တို့ဒါဒဲတွေပေါ့နော်ဒဲတွေပေါ့အပြန်ကြကြိုက်မယ်ဆိုရင်ကျွန်တော်တို့က3 2 3 4 2နော်3 2 4 3 4 2ရှိမယ် ပြန်ကြရှိသေးလားပြန်ကြဩမှာပဲခုပွဲနော်ပြန်ကြဩမှာပဲဘလောက်ပေါက်ပြီးပြီလုံးနဲ့ငါပေါက်တဲ့ကြင်ကြီးကိုပြောရရင်ငါတက်တော့နှစ်ဆသုံးဆရှိနေနော်ဘင်းတို့ဘူးမသိဘာမသိနဲ့ဝင်မဟောင်းနဲ့ဘင်းတို့900တစ်ဆောင်900တစ်ဆောင်ထိုးပြီးတော့မှအာချောင်းလေးတက်ကောင်နေမဟုတ်နော်ငါတို့တိတ်ရှိထိုးပြီးတော့မှငါတို့ကိုယ့်အကူတွက်ကိုယ့်အကူထိုးလာဘယ်သူမှမလာတင်းလိုက်မထိုးခိုင်းဘူးနော်မွေးနေအောင်လို့ငါကြောင့်ပေါက်ခဲ့တဲ့လူတွေထောင်းချီမကောက်တောင်းချီမကောက်ရှိရနော် သဘောပေါက်အဲ့လိုမျိုးအစိုးမြင့်တိုင်းလက်ဒီမှာတိုက်ကြည့်တဲ့ဟာမျိုးဒီလိုပဲခံမှန်းတာပဲပေါက်တဲ့လူရဲ့ရှိလွယ်တဲ့လူရဲ့ရှိတယ်တင်ချာသဘောတရားကတော့လွယ်တဲ့ကြင်ကများမှာပဲနော်ချဲဆိုတာနှလုံးလုံးမဟုတ်ဘူးတစ်ခါပေါက်အစအများကြီးရတယ်နော်ကိုရီးယား9000ထိုးပြီးတော့ဒါကျွန်တော်ထိုးမှမလို့ကျွန်တော်ပြတာနော်ကျွန်တော်ထိုးမဲ့ကဏ္ဍမဟုတ်ကျွန်တော်ပြတာဒါအရင်ဘွဲကကျွန်တော်ကဒီ3000 6000ခွေရကျွန်တော်မပေါက်လိုက်ဘူးဘာလို့မပေါက်လိုက်တာလဲဆိုတော့ကျွန်တော်က3000တနည်း3000 main key ပြတ်သွားလို့မပေါက်တာနော် အဲ့မှာပြညာကဏ္ဍနဲ့ပတ်သက်ရင်ကျွန်တော်တို့ပြညာကဏ္ဍနဲ့ပတ်သက်ရင်အဲ့စနစ်ကပြရကောင်းမလားစဉ်းစားကျွန်တော်ပြထားတော့တော်များရှိပါတယ်နော်ဒီမှာကျွန်တော်900ပြန်ကြလဲပြထားတယ်ပြီးနှလုံးပေါင်း6ပါးတဲ့ကဏ္ဍကြီးပြန်ကြထားတယ်နော်နှလုံးပေါင်း6ပါးတဲ့ကဏ္ဍပြန်ကြလဲပြထားတယ်ပြီးလို့ရှိရင်19လေးပြန်ကြလဲပြထားတယ်နော်ဟုတ်တယ်မဝင်နိုင်တဲ့လူကကျွန်တော်အတင်းမထိုးခိုင်းဘူးလေနော်အတင်းမထိုးခိုင်းဘူးဘာလို့ဆိုတော့ ကျွန်တော်လည်းကျွန်တော်တက်နေကျွန်တော်ကျွန်တော်ပြပေးတာပဲနော်ကျွန်တော်တက်နေကျွန်တော်ကျွန်တော်ပြပေးတယ်ကဲဆိုကျွန်တော်မမ်မာရီနဲ့အတူတူအရင်ဘွဲဆို6 3 3 3 3 6ကိုခွေပဲကစ်တာပဲကျွန်တော်ကနော်အရင်ဘွဲလည်း6 3 3 3အတူတူဩမယ်ဆိုကျွန်တော်တင်ပေးတာပဲကျွန်တော်လောက်စေနာကောင်းတဲ့မမ်မာဆရာလိုက်ရှာကြည့်အောင်နော်ကျွန်တော်မမ်မာဩစီမှာကျွန်တော်တူ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 ဩမယ်လို့ကျွန်တော်ပြောပြီးတော့မှဩတာ ဒီမှာလေးဒီလိုစနစ်တွေဆိုကျွန်တော်ရမ်းခိုင်မာတာပဲဒီမှာကြည့်ဒီမှာကျွန်တော်တုံးချောင်းချောင်းကိုခွေထုတ်ပေးထားတာနော်ဒီမှာ၆တုံးတုံးကောင်းတယ်ဒီမှာကျွန်တော်တို့၃ဆုံးနဲ့ခုနှစ်တဲ့ကဏ္ဍက၄ဆုံးခုနှစ်တဲ့လိုက်ထွက်ထွက်သူ့ရဲ့ရင်တန်းရဲ့ကဏ္ဍက၅ဆုံးနဲ့ခုနှစ်တဲ့ကိုလိုက်ထွက်အဲ့လိုထွက်ရင်ဒီကဏ္ဍနှစ်ကွက်ကအပီးပေါက်နှစ်ခါကစားတယ်အဲ့ဒီမှာဗရီဒါတစ်ချိန်အပူတစ်ချိန်နော်ဒီကဏ္ဍထွက်ထားတဲ့ကဏ္ဍမပါဘူးနော်ထွက်ထားတဲ့ကဏ္ဍမပါဘဲနဲ့ဒီအခွေဝမသူကဗရီဒါတစ်ချိန်ထွက်တယ်အပူတစ်ချိန်ထွက်တယ်ပေါ့နော်ဗရီဒါတစ်ချိန်အပူတစ်ချိန်ဒီမှာကျွန်တော်တို့ဒီ ုံးသုံးတဲ့ကနန်းက၄ဆုံးနဲ့ခွနစ်တက်လိုက်ပို့လိုက်ပို့ရင်တွေ့ကျင်တဲ့ကနန်းက၅ဆုံးနဲ့ခွနစ်တက်လိုက်ထွက်နော်ထွက်လို့ရှိရင်ဒီကနန်းနှစ်ခွက်ကအပီးပေါက်ကအပီးပေါက်ကသူကဒီကနန်းနှစ်ခွက်အပီးပေါက်ကအပူးတစ်ကျင်းပြေးကြတစ်ကျင်းနေသုံးလာရမှာနော်ဒီလိုစနစ်တွေကများရှာကြည့်တွားပြောတာမဟုတ်ဘူးနော်ဒီမှာကျွန်တော်တို့သုံးသုံးနဲ့ခွနစ်တက်ကနန်းက၄ဆုံးနဲ့ခွနစ်တက်လိုက်ထွက်တယ်ထွက်တာလည်းတွေ့ကျင်တဲ့ကနန်းက၅ဆုံးနဲ့ခွနစ်တက်လိုက်ထွက်တယ်ထွက်ရင်ဒီကနန်းနှစ်ခွက်ကအပီးပေါက်ရမှာပြေးကြတစ်ကျင်းအပူးတစ်ကျင်းနော်နေသုံးဒီမှာသုံးသုံးနဲ့ကနန်းက၄ဆုံးနဲ့ခွနစ်တက်ကိုအသုံးသုံးနဲ့ခွနစ်တက်ကနန်းက၄ဆုံးနဲ့ခွနစ်တက်လိုက်ထွက်ထွက်ရင်တွေ့ကျင်တဲ့ကနန်းက၅ဆုံးနဲ့ခွနစ်တက်လိုက်ထွက်မှာ ဲ့လိုထွက်သွားလို့သူကဒီကနန်းနှက်ကွက်ပေါင်းချင်းဒီကနန်းနှက်ကွက်ကအပြီးပေါက်ကအပူတစ်ကြိမ်ပြိတာတစ်ကြိမ်အနည်းဆုံးကစားရမှာနော်ဒီမှာလဲကျွန်တော်တို့3ဆုံးနဲ့ကနန်းက4ဆုံးနဲ့ကုတ်တွေလိုက်ထွက်ထွက်ရင်သူ့ရဲ့ကျင်တဲ့ကနန်းက5ဆုံးနဲ့ကုတ်တွေလိုက်ထွက်တာအဲ့လိုထွက်သွားလို့ဒီကနန်းနှက်ကွက်ကအပြီးပေါက်ကအပူတစ်ကြိမ်ပြိတာတစ်ကြိမ်အနည်းဆုံးကစားရမှာနော်ဒီမှာကျွန်တော်တို့ဒီ3ဆုံးနဲ့ကုတ်တွေကနန်းက4ဆုံးနဲ့ကုတ်တွေလိုက်ထွက်ထွက်ရင်သူ့ရဲ့ကျင်တဲ့ကနန်း5ဆုံးနဲ့ကုတ်တွေလိုက်ထွက်တော့တာနော်လုံးဝအမှန်ကန်လုပ်တဲ့စနစ်အဲ့ဒါမှမဟုတ်ကျွန်တော်ဒီစနစ်ကခိုင်းပါလေကွက်တော့များတယ်ပေါ့နော်လိုက်နိုင်လိုက် အဲ့မှာကျွန်တော်336ခုအခွေဒီမှာကျွန်တော်ရေးပြထားတဲ့အတွက်နော်အဲ့မှာအပူလေးချင်းပြေးတာလေးချင်းဒီကောင်ကသူကထွက်ကနန်းကြီးကိုထက်မတွက်နဲ့ပို့တဲ့ကနန်းကိုထက်မတွက်နဲ့ထက်တွက်လို့မရဘူးနော်အဲ့မှာကျွန်တော်တို့ကအပူလေးချင်းတော့ထွက်သွားပြီပြေးတာလေးချင်းကျမ်းမယ်နော်ဒီအပူလေးချင်းကထွက်သွားပြီအဲ့ပြေးတာလေးချင်းကျမ်းမယ်အဲ့မှာနောက်ထပ်ခိုင်မာလေးစနစ်တစ်ခုရှိသေးတယ်လေ။ခိုင်ကျွန်တော်အဲ့တုံညပါတဲ့ကနန်းကြီး အမဟိုနေ့ကကျွန်တော်ဟိုဘိုင်ဘယ်မှာလာမင်းနေကြတာပါတော့ဟိုအဲ့နှစ်၃ညကိုစိုက်နော်ကျွန်တော်ဒီမှာပြန်ရှင်းပြမနော်ဒီမှာ၃ညခါ၃ချက်စောင်းနေ၃ကပ်ပဲရှိတာစောင်းနေတယ်သူကနှစ်ဆုံး၃ဆုံး၄ဆုံးမှာပဲစောင်းတာနော်၃ညခါ၃ညခါ၃ညခါ၃ချက်စောင်းတာပြီးတော့ရှင်ဒီမှာဒုတိယနော်၃ညခါ၃ချက်စောင်းတာကျွန်တော်ဒီမှာ2023နှစ်ဆုံး၃ဆုံး၄ဆုံးမှာပဲကျွန်တော်စောင်းနေနော်ပြီးတော့ရှင်အခုတတိယနော်ကျွန်တော်၃ညခါ၃ချက်စောင်းနေဒီမှာနှစ်ဆုံး၃ဆုံး၄ဆုံး၂၂၂၃၂၄အဲ့လိုမှာပဲစောင်းတာနော် ဲ့လိုစောင်းရင်သူကအဲ့ဒီတုံညာခါတုံညာစောင်းတဲ့နှစ်ထဲမှာသူကဒီတုံညာခါနဲ့ကနန်းတကွက်အဲ့တုံညာခါနဲ့ကနန်းတကွက်ကနောက်နှစ်ကိုလိုက်ထွက်တယ်နော်အဲ့လိုလိုက်ထွက်ပြီးအဲ့နှစ်ထဲမှာနောက်ဆုံးတုံညာကစားတာဒီမှာအဲ့နောက်တုံညာဒီနောက်ဆုံးခွန်ခါရဲ့ဇောင်းမှာပဲကစားတယ်အဲ့လိုကစားရင်အဲ့နောက်ဆုံးကစားတဲ့တုံညာနောက်ဆုံးကစားသွားတဲ့တုံညာနှစ်ကနန်းက930ကနောက်နှစ်ကိုလိုက်ထွက်တာသူကနှစ်ကွက်နှစ်ကွက်လိုက်ထွက်တာနော်ဒီမှာကျွန်တော်တို့တုံညာခါတုံညာစောင်းနေအဲ့နှစ်ထဲမှာကျွန်တော်တုံညာခါနဲ့ကနန်း၄တုံညာကိုနောက်နှစ်ကိုလိုက်ပို့တယ် ပြီးတော့ကျန်တဲ့မှာနောက်ဆုံးတုံညသည်နောက်ဆုံးခွန်ခါပြောနောက်ဆုံးခြောက်ခါရဲ့ဇောင်းမှာပဲကစားတယ်။အဲ့လိုနောက်ဆုံးကစားတဲ့တုံညသည်နောက်နှစ်ကိုလည်းလုံးဝလိုက်ထွက်တာအားဒီမှာနော်ဒီမှာကျွန်တော်တုံညခါတုံညဆောင်းနေအဲ့ဒီထဲမှာကျွန်တော်တုံညခါနဲ့ကနန်းဆိုရင်6တုံည6ရှိမယ်ခုနနောက်ပေါင်း6နဲ့ပတ်သက်ပြီးတော့နော်6တုံည6ရှိမယ်အဲ2တုံည9ရှိမယ်9တုံည4ရှိမယ်9တုံည3ရှိမယ်နော်6တုံည3ရှိမယ်ဒီကောင်ကအနည်းဆုံးတူက2ကွက်လိုက်ထွက်ရမှာကျွန်တော်အဲ့ဒါမှမဟုတ်ကျွန်တော်ကဒီနေ့ထဲမှာကျန်က9ဒီမှာကျန်တော့တာ9ဒီမှာကျန်တော့တုံညပါတဲ့ကနန်းတွေကိုကျွန်တော်တို့က လောကကယူဆရတော့မှာဒီစနစ်တွေခိုင်းပါတယ်နော်ကန်ဆိုးရင်တော့ဒီချိန်တော့ပေါက်မှာဘာလို့အဲ့ဒီမှာသူကနောက်ဆုံး၃ညကလည်းအမနောက်ဆုံး၆ခါနောက်နောက်ဆုံး9ခါနောက်ဆုံး6ခါနောက်ဆုံး9ခါရဲ့ဆောင်းမှာပဲသူကစားသွားတာအဲ့လိုကစားသွားလို့နောက်ဆုံး၃ညနော်နောက်ဆုံးကစားသွားတဲ့၃ညနဲ့ကနေကနောက်နှစ်ကိုလိုက်ထွက်ရမှာနော်အဲ့မှာကျွန်တော်တို့နှစ်ချိန်ထွက်ရအဲ့မှာနှစ်၃ညကိုကောင်းမှာကောင်းနော်နှစ်၃ညကိုကောင်းမှာကောင်းမွေးသီးရအဲ့မှာသူကနောက်ဆုံးကစားတဲ့၃ညလည်းဟုတ်တယ်၃ညခါနဲ့ကနေလည်းဟုတ်တယ်ဒီကောင်နှစ်ခုပေါင်းပြီးထွက်သွားရင်လည်းရတယ် နော်သူစနစ်ကအဲ့ဒါမို့ကျွန်တော်တို့က၃ရက်ပါတဲ့ကဏ္ဍကဒီနေ့ထဲမှာလိုက်ဖက်ဖို့အားကောင်းတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီ၄၃ခုနှစ်ထက်ကကဏ္ဍက၄၃ခုနှစ်ထက်ကကဏ္ဍကအဲ၄၃ခုနှစ်ထက်က၃ရက်ပါတဲ့ကဏ္ဍက၅၃ခုနှစ်ထက်ကိုလုံးဝလိုက်ထွက်တယ်။နော်ခုနှစ်နဲ့ခုနှစ်နဲ့ကြည့်မယ်ဆိုရင်ပြောပြတာဒီလိုကျွန်တော်တို့ဒီလိုစီကြောနဲ့မကြည့်ပဲနဲ့နော်ဒီမှာကျွန်တော်၄၃နဲ့ခုနှစ်ထက်က၃ရက်ပါတဲ့ကဏ္ဍက၅၃ခုနှစ်ထက်ကိုလိုက်ထွက်တယ်။ကိုကကိုစစ်ကြည့်ကျွန်တော်ရှောက်ပြောနေရလားပါလားဆိုနော်အဲဒီမှာ၄၃နဲ့ခုနှစ်၃ရက်ပါတဲ့ကဏ္ဍက၅၃ခုနှစ်ထက်ကိုလိုက်ထွက်တယ်။ဒီမှာလည်းကျွန်တော်၄၃ခုနှစ်ထက်က၃ရက်ပါတဲ့ကဏ္ဍက၅၃ခုနှစ်ထက်ကိုလိုက်ထွက်တယ်နော် ဒီမှာလေ၄သုံးခွနှစ်ထဲကနန်းက၅သုံးခွနှစ်ထဲကိုလိုက်ထွက်တယ်။အခုဒီနေ့ထဲမှာ၄သုံးခွနှစ်ထဲက၃ညပါတယ်ကနန်း၅သုံးခွနှစ်ထဲကိုမထွက်သေးဘူး။အဲ့မို့ကျွန်တော်တို့ကဒီမှာ၃ညကားသုံးချက်တန်းနဲ့မူဘောခုနဲ့မူဘောနော်။အခုနဲ့မူဘောကျွန်တော်တို့ကနှစ်ခုမူနှစ်ခုစုံတယ်။တခြားထွက်ပေးရမယ့်စနစ်တွေအများကြီးသုံးကက်မူ၄ကက်မူအများကြီးရှိတယ်နော်။တင်ငါးခွမူထွက်အောင်တင်ငါးခွကျွန်တော်ဇာတို့လိုက်နေတာလို့ပြောနေတာ။မပေါက်လေကျွန်တော်ဘာမှဖြစ်ဘူးကျွန်တော်ဇာတို့လိုက်တယ်အခုဒီပွဲဆိုကျွန်တော်၆၀၀ရောက်ပြီတင်ငါးခွ။ကျွန်တော်ဇာတို့လိုက်နေတာနော်။မနေ့ကတော့ညပါတယ်ကနန်း။ လုံးဝခူးဆိုင်ရတော့ငါးချိန်မှကျန်တော့မှာနော်မနေ့ကကျွန်တော်တို့၃ညပါတယ်ခဏအဲ့ကောင်ခူးဆိုင်တော့နော်ခုနကကျွန်တော်၃ည၃ချက်ကိုခွေရတော့ကပူးတစ်ချိန်ထွက်သွားပြီနော်ပရိသတ်တစ်ချိန်မှကျန်တော့ခုနေရ၃ည၅ကိုထွက်တယ်ဘာ၃ည၅ကိုထွက်တာတော့မနေ့ကခဏ၃ည၅ကိုမှမရှိတာမနေ့မနေ့က၃ညပါတယ်ခဏ၃ည၅ကိုမထွက်ဘူးခုနေရလည်းမထွက်ဘူးလေ2024လေး၃ညပါတယ်ခဏ2025လေးကိုပေါ့ပါမှာအဲ့ဒါကိုပြောတာနော် အဲ့မှာကျွန်တော်တို့ကဒီ2 3ညာကိုနော်အဲ့2 3ညာကို2 3ညာကိုကမိုက်တယ်ဘာလို့လဲသူကနောက်ဆုံးကစားသွားတဲ့3ညာလည်းဟုတ်တယ်3ညာခါနဲ့ကနန်းလည်းဟုတ်တယ်အဲ့ကနန်းကလိုက်ထွက်ဖို့ဒီမှာကျွန်တော်တို့ကဒီနေ့ဆက်အားကောင်းတာအဲ့ကျွန်တော်ရှင်းရှင်းပြောရမယ်ဆိုဒီနေ့ထဲမှာဗျာကျွန်တော်6 3ညာ3ရဲ့အဲ့2 3ညာကိုရဲ့2ကွက်ကိုပဲဒီကကျွန်တော်လိုက်မွေးနေနော်ကျန်တာတွေကတော့ကျွန်တော်တို့အားထောင်မယ်အကြိုက်လိုက်မွေးမကြိုက်လိုက်မွေးနဲ့နော်အခြေကုန်ခံဘေးကုန်ခံအုံးအေးပြက်ခံပြီးတင်ပေးတာဟိုကျေးဇူးမတင်ဖင်လန်ပြမွေးအောင်လုပ်နေတယ်အချဲဆိုတော့မွေးဖို့များတဲ့မျိုးပဲ ဒါဖြစ်နိုင်မစော့နိုင်လေမစော့နိုင်လေပူကောင်းလေပဲဒါရှင်းဆုံးပြောပြနော်မြအကွက်တောင်မှာတကွက်ထွက်တာအဲ့တကွက်ထဲကိုတက်တက်မိဖို့ဆိုတာစဉ်းစားလူလူစဉ်းစားကြည့်လိုက်ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုလွဲနိုင်ခြင်းများလားဖြစ်နိုင်ခြင်းများလားကျွန်တော်တို့ကဝါသနာကိုမစွန့်လွန်နိုင်လို့လုပ်နေတာလွဲမဲလွဲနိုင်မှများလဲမသိရတဲ့အတိုင်းကိုလုပ်နေတာရှင်းရှင်းပြောရဟုတ်တယ်အစိတ်ကမရှိတော့တခါကျရင်ကိုကစေနာနဲ့တင်ပေးတယ် ူးပြနေရဆိုတော့ဘလူးကြီးကဗာတပြားလည်းချမ်းမှာမရှိဘူးနော်ကိုအောင်တင်တင်ပေးနေဖီးဒီမှာကောင်းလို့အဲ့မှာနှစ်သုံးညကိုအာအကောင်းနဲ့မွေးကြီးကောင်းမကောင်းနောက်ဆုံးထွက်တဲ့သုံးညလည်းဟုတ်တယ်သုံးညခန်းနဲ့ကဏန်းလည်းဟုတ်တယ်အခုချိန်ဒီ2024ရဲ့ကသုံးညပါတယ်ကဏန်းကလုံးဝလိုက်မထွက်သေးဘူးနော်အဲ့မှာကျွန်တော်တို့ကမနေ့ကသုံးညပါတယ်ကဏန်းကိုမွေးဒါမျိုးစနစ်ဆိုတော့မွေးရအရန်ပြော်တာနော်တန်းတယ် ုတ်တယ်ဒီခါကျရင်အဲ့လိုအဲ့လိုအဲ့လိုသထုံးသားလေးပါကျွန်တော်လူငယ်ဆိုတော့ဗျာသိမလားစိတ်ကတအားကြီးမထိန်နိုင်နှစ်ကုံထိမွေးရမှာလားတဲ့အေးလို့လက်ကြံငါးချိန်မှာဆိုမှနှစ်ကုံထိပေါ့အဲ့မှာပြန်ရကြရင်၃နှစ်လေး၃လေးနှစ်နောက်ပေါင်းထောင်းနာဒါအခုပြရကနန်းညာကျွန်တော်ကုံဖိုးမှာဒါရနော်ကျွန်တော်ထိုးမဲ့ကနန်းမို့ကျွန်တော်ပြကျွန်တော်မထိုးရင်ကျွန်တော်မပြဘူး ပြနေတာမမြင်ဘူးဟုတ်တယ်လက်ကင်လို့နဲ့အဲ့မှာဂီယာမိုက်တယ်နော်ဂီယာရှဲပဲဒီ39ဂီယာလေးရှဲပဲဦးကကျွန်တော်ထုတ်ပေးတယ်56ဂီယာလေးရှဲပဲနော်ဒီမှာကျွန်တော်တို့2018က2014ရစပြီးတော့မှာအတွဲပေါင်းကြီးနဲ့လုံးပိုင်းနဲ့တစ်ဖြစ်ရှင်စလာတယ်နော်တစ်ဖြစ်ရှင်တနေ့နေ့3နေ့4နေ့5နေ့6နေ့9နေ့10နေ့9နေ့10နေ့17နေ့12နေ့မြောက်စပ်ပေးရဆိုရင်ကျွန်တော်တို့က56ဂီပဲနော်ဟုတ်ပါရဲ့ကျွန်တော်ကကျွန်တော်ကျွန်တော်ကဒီအလုပ်ကိုလည်းချစ်လဲချစ်တယ်ကျွန်တော် line ပေါ်တငငချင်းလည်းချစ်တယ် အဲ့မို့ကျွန်တော်လည်းတနက်ကတော့ကျွန်တော်တူးစားပြီးတင်ပေးရပါတော့နော်ကျွန်တော်ညာရင်မိတလောက်ပေါ့နေ့တော့ကိုမူထုံးနေတယ်ကိုစော်ကျေးဇူးတင်ပါတယ်အေးလင်းကိုမကြိုက်မထုံးနဲ့ဟုတ်တယ်6တုံညာ3ခုချင်းကောင်းပါတယ်6 6 6 6လေး4ဘေး quality 6ရင်တိုင်းမှာထိုးတဲ့ဆရာဆိုးထုံးပြထားပါတယ်ဗရိတ်ကတော့ဗရိတ်ကတော့ဒီမှာကကတော့လွယ်လွယ်လေးနဲ့တော့ပေးနေရပဲနော်မလွယ်လွယ်လေးနဲ့ပေးနေရပဲဆိုတော့ ဒါကတော့ကျွန်တော်ဒီလက်ရှိသွားနေတဲ့စနစ်လေးပေါ့နော်ပါဝါနှစ်စုံစနစ်လေးပေါ့အဲကုငါလေးကုနေကုန်တောင်းရကုလေးနှစ်ခုအဲကုလေးကုနေကုန်တောင်းရလေးကုနေကုန်ရှိတင်ငါချက်တကုနော်အခုဒီမှာဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်ပါနော်အဲဘရိတ်ဘရိတ်ဦးနာမီးရဲ့ဘရာသားတယောက်နော်ဒီမှာဆိုရင်ကျွန်တော်တို့အဲဒီဆောင်းသုံးလုံးပေါင်းလိုက် ဲဒီလိုကြိုက်တဲ့လူတွေပြောဒါသောင်းသုံးလုံးပေါင်းလိုက်ကိုအဲ့ကိုခါလီငါးခါနဲ့ပေါင်းလိုက်နော်သောင်းသုံးလုံးကိုငါးခါနဲ့ပေါင်းလိုက်ဒီလေးလုံးပေါင်းလိုက်ရင်ကျွန်တော်တို့က၄နော်ကိုးနဲ့ငါးနဲ့ပေါင်းလိုက်၄အဲ့ဒါဆိုရင်ကျွန်တော်တို့က၄ကို2ခွန် break အဲ့မှာ၄ break ကြတယ်နော်ပြီးလို့ရှိရင်ဒီသောင်းသုံးလုံးပေါင်းလိုက်ငါအဲ့ငါ့ကိုဒီက၉ခါနဲ့ပေါင်းလိုက်ရင်၄အဲ့မှာလဲ၄ကို2ခွန် break ပဲနော်အဲ့မှာကျွန်တော်တို့ဒီဘက်မှာ2 break ထွက်တယ်မသောင်းသုံးလုံးပေါင်းလိုက်ရင်၃ည၃ညကို၄နဲ့ပေါင်းလိုက်ရင်လဲ၄အဲ့၄ကို2ခွန် break ပဲအဲ့၄ကို2ခွန် break ကဒီဘက်မှာ ကိုပရိစင်းနဲ့ဒါလွယ်လွယ်လေးနော်ဒီသောင်းသလုံးပေါင်းလိုက်၈၈ကိုနှစ်နဲ့ပေါင်းလိုက်၃ည၃ည၅ခုနှစ်ပါဝါနှစုံပရိနော်ဒါပရိအဲ့၃ည၅ခုနှစ်မှာ၅ပရိစင်းနဲ့နော်အဲ့ကသောင်းသလုံးပေါင်းလိုက်၁၁ကို၅နဲ့ပေါင်းလိုက်၅ခါနဲ့ပေါင်းလိုက်၆၆၁၉၄ပရိပါဝါနှစုံအဲ့မှာကိုပရိထွက်တယ်မသောင်းသလုံးပေါင်းလိုက်၆၆ကို၆ခါနဲ့ပေါင်းလိုက်၂အဲ့မှာ၂ခု၄ကိုပရိအဲ့မှာအောက်မှာသူ့အောက်မှာ၄ပရိထွက်တယ်မသောင်းသလုံးပေါင်းလိုက်၃အဲ့၃ကို၅ခါနဲ့ပေါင်းလိုက်၈ အမ၈၃၈6ပြိတ်အမ6ပြိတ်ထွက်တယ်အမဇောင်းလုံးပေါင်းလိုက်ရင်၃ည၃ညကို၄ခါနဲ့ပေါင်းလိုက်ရင်၄၄၉နှစ်ခွန်းအမ၄ပြိတ်ထွက်တယ်အမဇောင်းလုံးပေါင်းလိုက်ရင်၉အ၉ခွန်းနဲ့ပေါင်းလိုက်ရင်၆အမ၆၁၉လေးပါပါနဲ့စုံပြီးလိုက်၆၁၉လေးအမ၈ပြိတ်ထွက်တယ်ဒီမှာဇောင်းလုံးပေါင်းလိုက်ရင်၅၅ကို၉ခါနဲ့ပေါင်းလိုက်ရင်၄အခုပွဲမှာ၄၉၂ခွန်းပြိတ်နော်အမ၄၉၂ခွန်းပြိတ်အခုပွဲမှာကြိုက်လို့ရှိရင်နော် ခုနကမှကျွန်တော်ပြခဲ့တဲ့၃နှစ်၄ပြန်ကြလဲဟုတ်တယ်နောက်ပေါင်း၆လဲဟုတ်တယ်ကိုးပရိလဲဟုတ်တယ်နော်ဒီလို line တွေကကျွန်တော်တို့ကရှာရင်ရှာသလောက်တွေ့တယ်နော်ဒီလို line တွေကအဲ့မှာနှလုံးပေါင်းနှင်ကားလဲလုံးဝသူကလုံးဝမာဒီကောင်လဲမာဒီကောင်တော့ကျွန်တော်တို့ကတော့အဲရေမေးရမတိချသေးဘူးပေါ့နော်စနစ်ရတော့ကန်ရတာဟုတ်တယ်ဘာမှပိုင်တေချာတဲ့အလုပ်တွေမရှိဘူးနော်ကျွန်တော်တို့ကဒီလိုပဲခက်မှန်းနေရပြောမယ်ဆိုရင်အမှောင်ထဲကိုခဲနဲ့ပြစ်နေရတာပဲဘယ်နှမှာပြစ်မှရှိမှမသိဘူး ကန်ကောင်းတဲ့အချိန်မှာတဲ့တူးတာခဲအားလုံးကုလပ်ပါကျွန်တော်ဆင်းပါပြီနော်အဲ့မှာဘရိတ်ဘရိတ်ယူမယ်ဆိုရင်ခုပွဲမှာဆိုရင်အမ်၄၉၂၇ဘရိတ်နော်၄၉နှစ်ခွန်ဘရိတ်အမ်အဲ့လိုနီးတယ်ကျွန်တော်ပြရင်ကုံတော်ကုံမမဟုတ်ဘူးခဲအားလုံးကုလပ်ပါကျွန်တော်ဆင်းပါအဲ့လိုက်တက်ပြပြပါနော်ဒါနောက်ဆုံးလိုက်ပါပဲဗျကန်ကောင်းကြပါစီနော်